ခုဒီလိုက်ကလေးမှာပထမဦးဆုံးဒါဥနိုင်စပြမှာကနန်းဒီဒါထွက်ပြီးသားကနန်းဝမ်းချင်းကိုစပြမယ်နော်ထွက်ပြီးသားကနန်းဝမ်းချင်းပေါ့ဒီ၁၄၅ဆိုတဲ့ကနန်းဝမ်းချင်းကိုဒါဥနိုင်ပြမယ်ပေါ့နော်၁၄၅ဝမ်းချင်းကိုပြမယ်အဲ့တော့ဥနိုင်လည်းတူလေ့လာကြည့်အောင်ပေါ့နော်ဒါတော့ကလင်နာအဟောင်းလေးထဲမှာပဲဥနိုင်အတက်နိုင်ဆုံးတက်တက်ရကလေးဆွဲထားလိုက်မယ်နော်မလိုအပ်တဲ့စီးတွေတောက်တွေကိုတော့ဥနိုင်မထည့်ထားဘူးပေါ့ခုပထမဦးဆုံးဥနိုင်တို့ဒီမှာဒီ၂၄၃ညဆိုတဲ့ကနန်းဒီသူ့အောင်မှာဝမ်းချင်း ဒီကနေ့ကဒီမှာဝမ်းကျင်းလို့ကစားတယ်။သူနဲ့တိုင်ပင်กว่าဝေးအတူတူပဲတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်13နှစ်ချားလိုက်တယ်ဒီမှာဒီကနေ့ကဒီမှာဝမ်းကျင်းနော်ဒီမှာလည်းအဲ့လိုပဲတနည်း2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်13နှစ်ချားလိုက်အဲ့တော့ဒီတိလေး9ဆိုတဲ့ကနေဝမ်းကျင်းအတိလေး9ဝမ်းကျင်းဒါကတစ်မျိုးနော်နောက်တစ်ခုနည်းနှစ်ချင်းပေါ့ဒီကနေ့ဒီဒီမှာဝမ်းကျင်းတနည်းတစ်ချိန်နှစ်ချိန်သုံးချိန်ကြော်လိုက် ီကနေ့ကဒီမှာဝမ်းကျင်နော်ဒီကနေ့ဒီဒီမှာဝမ်းကျင်တစ်ကျင်းနှစ်ကျင်းသုံးကျင်းနော်ဒီကနေ့ကဒီမှာဝမ်းကျင်နော်ဒီခါဒီမှာကြော်လိုက်တဲ့ခါမှာဒီကနေ့ဒီလေဒီမှာဝမ်းကျင်ပေါ့နော်အဲ့လိုလေကစားကျင်တာပေါ့နော်ဒါကတော့တိုင်ပင်ကတော့မတူဘူးဖြစ်စဉ်လေးတစ်ခုနဲ့ဦးနိုင်ကကစားတာပေါ့နော်ဖြစ်စဉ်လေးတစ်ခုနဲ့ကစားတာနောက်တစ်ခုဒီမှာဦးနိုင်တို့ဒီမှာဒီကနေ့ဒီဒီမှာဝမ်းကျင်လို့ကစားတယ်နော်ဒီကနေ့ကဒီမှာဝမ်းကျင်လို့ကစားတယ်ပြီးတော့ တပင်း2ပင်း3ပင်း4ပင်း5ပင်ရဲ့တပွဲကျော်မှာဒီကနေ့ကဒီမှာဝါချင်းကစားရတယ်တပင်း2ပင်း3ပင်း4ပင်း5ပင်ရဲ့တပွဲကျော်မှာဒီကနေ့ကဒီမှာဝါချင်းကစားရတယ်နော်ဒါကလည်းတီလီငါဝါချင်းပဲနောက်တစ်ခုလှီကားလှီကတိလေးလို့စဉ်းလာတာဒီကနေ့ကဒီမှာဝါချင်းတံမင်ကွာဝေးအတူတူပဲဒီကနေ့ကဒီမှာဝါချင်း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 ဒါကတော့တံမင်တူတယ်ပေါ့ငါးကက်စီးခေါ်တာပေါ့ဒီကနေ့ကဒီမှာချိန်မယ်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 နော်အဲ့တော့ဒါတီလီငါဝါချင်းပေါ့ဗျာ တင်လင်းငါးဝန်းကျင်းကိုဘာနဲ့ကစားချင်တာလဲဆိုတော့တင်လင်းငါးဝန်းကျင်းကိုဦးနိုင်ငါးပြိတ်နဲ့ကစားပြမယ်เนาะဒီခွန်စွန်းတဲ့ကုနေထဲမှာခွန်စွန်းတဲ့ကုနေထဲမှာဒါအခုဒီ20နဲ့2ကျင်းမှာပြိတ်ငါနော်ခွန်စွန်းတဲ့ကုနေပြီးတော့6စွန်းတဲ့ကုနေထဲမှာ20နဲ့2ကြိမ်မှာပရိင်္ဂနော်အဲ့တော့ဒီမှာ9စွန်းတဲ့ကုနေထဲမှာ20နဲ့2ကြိမ်မှာပရိင်္ဂနော်အဲ့ဒီပရိင်္ဂဒီသူကတုံညာပါတယ်ပရိင်္ဂတွေဖြစ်နေတယ်ပေါ့နော်ဒီမှာ၄တိတုံညာဒီမှာတုံညာ6ကိုဒီမှာလည်းတုံညာပါတယ်ပရိင်္ဂ နော်အဲ့တော့ဦးနိုင်ကအခုက1451ဝန်းကျင်နဲ့3 4တိဆိုတဲ့ခဏပြပါကိုနော်ဒါပရိငါတမျိုးပေါ့နော်နောက်တစ်ခုကဒီမှာငါးပရိနော်တပိနှစ်ပင်3ပင်ကျော်လိုက်ဒီမှာငါးပရိတပိနှစ်ပင်3ပင်ကျော်လိုက်ဒါဒီမှာငါးပရိနော်အဲ့ဒါဆိုရင်ဒါငါးပရိက22ချိန်မှာအနီရောအဝေးရောကစားတဲ့စနစ်ဒီငါးပရိက2မျိုးရှိပြီပေါ့နော်ပြီးတဲ့ဘက်မှာဒီ line နဲ့ဒါပရိ3ညပဲကျွန်တော်ပြခဲ့တယ်ဦးနိုင်ကနော်2 4လို့ခွေတယ်ခွေပြီးတာနဲ့ဒီ3လုံး5ကို ရှေ့ပေါင်းကနောက်ပေါင်းကလို့ကစားတယ်ကစားပြီးတော့မှဒီနေရာမှာ၅ဗလေးလို့ထည့်တယ်ထည့်ပြီးတော့မှဒီကနေ၄လုံးပေါင်းခြင်းနှစ်ကြောင်းဒီနေရာမှာဗရိတ်နှစ်လို့ရိုက်တယ်နောက်တစ်ခါနှစ်၄၈လို့ပြန်ပြီးတော့ထည့်တယ်၃လုံးပေါင်းကရှေ့ပေါင်းကနောက်ပေါင်းကဗရိတ်ငါ၄လုံးပေါင်းခြင်း၁ကြောင်းဒီနေရာမှာဗရိတ်၁လို့ကစားတယ်နှစ်၄၈လို့ပြန်ပြီးတော့ထည့်တယ်၃လုံးပေါင်းကရှေ့ပေါင်းကနောက်ပေါင်းကဗရိတ်ငါနော်အဲ့ဒီမှာဒီ၄လုံးပေါင်းခြင်း၃ကြောင်းဒီမှာဗရိတ်၃ကြောင်းဆိုရတာဗရိတ်၃ကြောင်းမှန်သွားတယ် ပရိသုံညမှန်တော့ဒီပရမအကတ်မှာဦးနိုင်တို့ဒီမှာနော်ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်လိုက်တော့ဒီကနန်း၄လုံးပေါင်းခြင်းနှစ်ကြောင်းပရိနှစ်လို့ရိုက်တဲ့အချိန်မှာနော်နှစ်ကြောင်းပရိနှစ်လို့ရိုက်တဲ့အချိန်မှာဒီကနန်း၃လုံးပရိ၃နဲ့ဒီကပရိ၉နဲ့နော်၃ပရိနဲ့၉ပရိနဲ့ဒီဒါနှစ်လို့ပြန်ရိုက်တယ်နော်ဒုတိယဖြစ်စဉ်မှာလည်းဖြစ်စဉ်ကလေးကိုတည်လိုက်တယ်၄လုံးပေါင်းခြင်းတည်ကြောင်းပရိတည်လို့ရိုက်တဲ့အခါမှာ၉ပရိနဲ့နော်၉ပရိနဲ့နှစ်ပရိနဲ့ပေါင်းခြင်းဒီ သူကတစ်လို့ပဲရိုက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒါတတိယပေါ့နော်ဖြစ်စဉ်လေးကိုတည်လိုက်တယ်လေးလုံးပေါင်းချင်းတုံညကြောင့်ပရိတ်တုံညလို့အောင်သွားတဲ့အတွက်ကိုဒီပရိတ်ငါးနဲ့နော်ဒီပရိတ်ငါးနဲ့ဒီပရိတ်ငါးနဲ့မှဒါတုံညပရိတ်ဖြစ်မှာဆိုတော့ဒါကလည်းငါးပရိတ်ပဲနော်အကယ်၍ဒီဘွဲမှာပရိတ်ငါးအောင်သွားခဲ့တယ်ဆိုရင်ဒီလိုက်ဒီလိုင်းစဲအရာနောက်ဘွဲမှာပရိတ်6နော်ဒီမှာပရိတ်6ဒီမှာလည်းပရိချောပေါ့နော်6ပရိဆိုပြီးတော့နောက်ဘက်မှာဆက်ကစားရမှာနော်ဟုတ်ပြီအဲ့ဒီတော့ဒီ line တွေကတော့ဒါပြီးခဲ့တဲ့ဘက်ကလည်းပရိပဲယူဆပြီးပြခဲ့တဲ့အတွက်ကို ကနန်းထဲမှာပြတဲ့အတွက်ကိုအခုလဲတာဗရိတ်ပဲယူဆပြီးပြလိုက်တာလေးလုံးပေါင်းနှစ်ကနှစ်ဗရိတ်ဗရိတ်နှစ်ခုပေါင်းရင်နှစ်လေးလုံးပေါင်းတစ်ကတစ်ဗရိတ်ဗရိတ်နှစ်ခုပေါင်းရင်တစ်နော်ဒီလေးလုံးပေါင်းရင်တုံညာတုံညာဗရိတ်ဗရိတ်နှစ်ခုပေါင်းရင်တုံညာပေါ့နော်အဲ့ဒီမှာသူကကနန်းထည့်လို့ရတယ်နော်ပြန်ကြကနန်းကြိုက်တဲ့မိတ်ဆွေတွေဒါထိုးကျင်ထိုးလိုက်ပေါ့ဗျာကနန်းလေးပါတာထည့်ကြခင်ဗျာဒီကြိုက်တဲ့မိတ်ဆွေတွေထိုးကျင်နဲ့ထိုးလိုက်ပေါ့နော်အဲ့ဒါဒီကနန်းဗရိတ်နှစ်ခုပေါင်းရင်နှစ်လို့ဖြစ်တော့မယ့်အချိန်မှာဒီထိတ်စည်းသုံးလုံးပေါင်းရင်ပေါ့လေဒါတွေကနော်စော့ပင်လေးနဲ့လုပ်လိုက်မယ်ခဏလေးနော်ဘောပင်လေးနဲ့လုပ်လိုက် အဲ့ဒီတော့အဲ့လိုဖြစ်တော့မဲ့အချိန်မှာเนาะဒီထိတ်စီးသုံးလုံးပေါင်းခြင်းပေါ့เนาะဒီထိတ်စီးသုံးလုံးပေါင်းခြင်းဟာကိုးပေါ့เนาะအဲ့ဒီကိုးဟာကိုးလို့လက်လှမ်းပိတ်လိုက်မှာကိုးလို့ပိတ်ပြီးတာနဲ့ဗရိတ်နှစ်ခုပေါင်းခြင်းဟာနှစ်ဖြစ်ရမှာဆိုတော့ငါးခါထည့်လိုက်ပေါ့ဗျာเนาะဟုတ်ပြီဒါဆိုရင်ဒုတိယအကလေးလုံးပေါင်းတစ်ဗရိတ်တစ်ကြောင့်ဗရိတ်နှစ်ခုပေါင်းခြင်းတစ်လို့ဖြစ်မဲ့အချိန်မှာဒီထိတ်စီးသုံးလုံးပေါင်းခြင်းဟာเนาะခွန်လို့ဖြစ်တာကိုးပြီးတော့ခွန်အဲ့ဒီခွန်ကခွန်လို့ပိတ်လိုက်တာเนาะကြည့်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာเนาะလေးလုံးပေါင်းခြင်းတစ်ကဗရိတ်တစ်ဆိုတော့ဗရိတ်နှစ်ခုပေါင်းခြင်း အဲတုံညပေါ့လေလုံးပေါင်းချင်းတုံညပရိတ်တုံညပရိတ်နှစ်ခုပေါင်းချင်းတုံညဖြစ်ဖို့အတွက်ကို၅ပရိတ်လိုတယ်ပထမကံမှာ၉ဒုတိယကံမှာခွန်ကုတတိယကံမှာ၉ခွန်ပြီးတော့၅လို့ဖြစ်မယ်ဆိုရင်ဒီမှာဒါနှစ်ထိပ်နှစ်ထိပ်၅ပိတ်ပရိတ်က၅ပရိတ်ဆိုတော့ဒါနှစ်ရှင်း၅ဆိုတဲ့ကဏ္ဍပေါ့နှစ်ရှင်း၅ဆိုတဲ့ကဏ္ဍကိုဒါတဲ့ပေါ့နော်နှစ်ရှင်း၅ဆိုတဲ့ကဏ္ဍတဲ့ပေါ့ကဲဒီနေ့ရေးပြလိုက်ပါဦးမယ်တိုက်တဲ့မေးစုတွေလည်းထိုးလိုက်ပေါ့နော်နော်ဒါဒါနှစ်ရှင်း၅ပေါ့နော်အဲအမှနှစ်ရှင်း၅ နှစ်ရှင်ကတော့ဂဲပေါ့ဗျာဒီစီလိုင်းလေးကနေပြီးတော့ဒါငါပရိငါပေါ့ဒါကြိုက်တဲ့မိတ်ဆွေတွေထိုးလိုက်ပေါ့ဒီလိုင်းလေးကနေပြီးတော့ခုနကရှင်းပြပေးတာအကယ်၍အဲ့ဒီငါပရိအောင်သွားခဲ့တယ်ဆိုရင်သူကနောက်ဘွဲမှာနောက်ဘွဲမှာပရိ6ပရိ6ပရိ6ဆိုပြီးတော့ဒါသူကကစားမှာပေါ့နော်ကဲကောင်းပြီဒါကငါပရိနဲ့ပတ်သက်ပြီးတော့နှစ်ရှင်ငါပြတာနော်ဒါအဲ့တော့ခုန1 4 5ဝန်းချင်းနဲ့တော့မဆိုင်ဘူးအဲ့1 4 5ဝန်းချင်းကို1 4 5ဝန်းချင်းကိုဒီ3ညာ4တိဆိုတဲ့ကဏန်းလေးကိုဒါဦးနဲ့ကကစားခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အဲ3ညာ4တိဆိုတဲ့ကဏန်းလေးကိုကစားခြင်းတာဒီဒါဦးနဲ့တို့ဒီမှာ ဒါကလင်နာအတက်နဲ့တော့တနက်ရှင်ဖြစ်အောင်လို့ဆွဲပြထားတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုဦးနဲ့အရင်ဆုံးစပြီးကစားပြရမယ်နော်ထေစီသုံးလုံးပေါင်းခြင်းကငားလို့သူရိုက်တယ်ထေစီသုံးလုံးပေါင်းခြင်းဒီနော်ထေစီသုံးလုံးပေါင်းခြင်းကဒီမှာငားလို့သူရိုက်တယ်ပေါ့နော်ငားလို့ရိုက်ပြီးတာနဲ့ဒီ32ရှေ့ရွဲဒီနောက်တွဲပြီးတာနဲ့တဝဲကျော်လိုက်တော့ထေစီသုံးလုံးပေါင်းခြင်းကငားပြီးတော့6လို့ရိုက်နော်6လို့ရိုက်ပြီးတာနဲ့ရှေ့ရွဲဒီနောက်တွဲတဝဲကျော်လိုက် ငားပြီးတော့၆ပြီးတော့ဒီမှာတက်စီ၃လုံးပေါင်းခြင်းကခွန်းလို့ကြိုက်တယ်ပေါ့နော်ငား၆ခွန်းရှင်ရွတ်တီနောက်တွဲအဲ့တော့တပွဲကျော်လိုက်ငား၆ခွန်းပြီးတော့အခုတက်စီ၃လုံးပေါင်းခြင်းကရှစ်လိုကစားမှာပေါ့နော်ရှစ်လိုကစားမှာဆိုတော့ဒါတုံညာထိတ်စီဒီတစ်လေးရှိတွဲကနောက်တွဲဆိုတော့ကြာတော့ဒါတုံညာလေးတစ်ဆိုတဲ့ကနန်းလေးလေးတစ်ခွက်ထည့်ပဲရတာပေါ့ဗျာနော်ဒါစီးလိုက်နေအကုန်လုံးပါပြီးသားပေါ့နော်မလိုအပ်တဲ့ဓာတ်တွေကိုခုနကထည့်ပြီးမပြတော့တာကဒီကလင်နာလေးကလည်းဟိုဟိုကအဝယ်လို့မရသေးဘူးပေါ့နော်ကလင်နာလည်းမရှိဘူးရှိတဲ့အဟောင်းလေးတွေကနေတက်တက်ရရဖြစ်အောင်ခုနကပြပေးရခြင်းဖြစ်တယ် ်နော်ဒါလေးကက်စီနဲ့တေစီသုံးလုံးပေါင်း၅ဒီဘာကြောင့်၅ဖြစ်ရလဲဆိုတာကိုဒီဘက်မှာအကြောင်းရင်းတွေပါတယ်တေစီသုံးလုံးပေါင်း၅ရှည်ရွက်ဒီနောက်တွဲတပွဲကျော်တေစီသုံးလုံးပေါင်းဒီ6ရှည်ရွက်ဒီနောက်တွဲတပွဲကျော်တေစီသုံးလုံးပေါင်းဒီ9ရှည်ရွက်ဒီနောက်တွဲတပွဲကျော်တေစီသုံးလုံးပေါင်းချင်းဒီ8ရှည်ရွက်ရနောက်တွဲဆိုတာဒါဒီလေးကက်စီလေးတင်မှာကိုပဲ၃ညာ၄တိဆိုတဲ့ကဏ္ဍကပြီးနေပြီပေါ့နော်အဲ့ဒီတော့နောက်တစ်ခုကကြတော့ဒီ2000ဒီ20ပေါ့နော်ဒီ2020မှာဒီနှစ်ထိတ်နဲ့၅ပြည့် နှစ်ထိတ်နဲ့ငါးပြည့်နှစ်ငါးရှိဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာလိုက်ထွက်တယ်နှစ်ထိတ်နဲ့ငါးပြည့်ပြီးတော့လည်းသူ့ရဲ့နောက်တဲ့နှစ်နှစ်ထိတ်နဲ့ငါးပြည့်ပြီးတော့ဒီမှာတစ်ထိတ်နဲ့ငါးပြည့်တစ်ထိတ်နဲ့ငါးပြည့်ကလည်းသူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာနှစ်ခါတောင်လိုက်ထွက်တယ်ဒီမှာလည်းထွက်တယ်ပြန်ကြပြင်လည်းလည်းထွက်တယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့ပထမအကတ်မှာနှစ်ထိတ်နဲ့ပြည့်ငါးနောက်တဲ့နှစ်ကိုလိုက်ထွက်တယ်သူ့ရဲ့နောက်တဲ့နှစ်မှာတစ်ထိတ်နဲ့ပြည့်ငါးဒီမှာလိုက်ထွက်တယ်အဲ့တော့သူ့ရဲ့နောက်တဲ့နှစ်မှာတုံညာထိတ်နဲ့ပြည့်ငါးဆိုတော့ဒီတစ်ခွက်ပဲရှိတယ်တုံညာထိတ်နဲ့ပြည့်ငါးတုံညာလေးတိဆိုတဲ့ကဏ္ဍကြီးဒါဒီနေရာလေးကိုဒါမွေးကဏ္ဍဖြစ်နေတယ် ထွက်ရှင်နေပေါ့ဗျာဟုတ်ဗျာဒါအတုံညာလေးတစ်နော်ပြရစရာတွေအများကြီးရှိတဲ့နေရာမှာဒါဥနိုင်ခုပေါ့နော်ကျန်ကျန်ဖန်ဖန်ဒါဟိုပါပေါ့ကျန်ကျန်ဖန်ဖန်လို့ပဲပြောရမှာပဲပေါ့နော်ဒါဥနိုင်ဒီ2022မှာ၄တုံညာ5ဆိုတဲ့ကဏ္ဍလေးဥနိုင်ပောက်ခဲ့တယ်ပေါ့နော်ပောက်ခဲ့တဲ့အတွက်ကိုအဲ့ site ကလေးကိုကလင်နာအဟောင်းထဲကနေပြန်တွေ့တဲ့အတွက်ဒီ site ကနေအခုကဏ္ဍတစ်ခွက်ကိုဥနိုင်ကစားပြမှာဖြစ်တယ်နော်အဲ့တော့ तू ကဘာလဲဆိုတော့ဒီ2023ခုနှစ်ထင်မှာ 2013ခုနှစ်ထဲမှာ तू ကဘာလာနေလဲဆိုတော့2013ခုနှစ်ထဲမှာဒီမှာ break shit လို့ तू အရင်စထောက်တာ break shit လို့စပြီးတော့ထောက်လိုက်တာ ਨੇ ဒီသုံးလုံးပေါင်းခြင်းဒီတုံညဒီသုံးလုံးပေါင်းခြင်းဒီ6เนาะဒီသုံးလုံးပေါင်းခြင်းဒီ4တုံည6လေးဆိုတဲ့ကနေဒီဒီနှစ်ထဲမှာရှေ့ရပါဝါ3ပြိတ်လို့ထွက်ထွက်ပြီးတာ ਨੇ အဲ့ပေါင်းခဲ့တဲ့တုံည6လေးဒီဒီတောင်းဝင်လာခွန်းเนาะ ပရိရှိလို့ထောက်မယ်ထောက်ပြီးတော့ねဒီ၃လုံး၃ည၃လုံး၆၃လုံး၄၃ည၆လေးဆိုတဲ့ကဏ္ဍဒီရှိရပါပါ၃ပရိလို့ထောက်တာ ਨੇ သူ့ရဲ့ဇောင်းကိုထွက်တယ်ထွက်ပြီးတော့ねသူ့ရဲ့မြင်းကုန်မှာရှိတဲ့ဒီ၃နှစ်လေးဆိုတဲ့ကဏ္ဍ၃နှစ်လေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်ကိုအကွက်ရွှေဖြစ်နေလိုက်ပြီးတော့မွေးကဏ္ဍဖြစ်နေကစားတယ်သူကစားတော့မယ့်အချိန်မှာနော်သူကစားတော့မယ့်အချိန်မှာသူကကြတော့ဒီပရိတ်ကိုဒီပရိတ်ကခွန်ဒီပရိတ်ကကိုပရိတ်၃ခုပေါင်းရင်ငါလို့ချုပ်တဲ့အချိန်ဒီကဏ္ဍကဒီမှာလာထွက်တယ် ဒါပရမတ်တကပြီးရောပြီးတော့တကအဲ့ဒီနေ့ထဲမှာပဲတကဗရိရှိလို့တကပြန်ပြီးတော့ဒီမှာထွက်တယ်ဗရိရှိလို့ပြန်ထွက်တယ်ထွက်ပြီးတာနဲ့ဒီသုံးလုံးပေါင်းခြင်းဒီ၄ဒီသုံးလုံးပေါင်းခြင်းဟာ၃ညဒီသုံးလုံးပေါင်းခြင်းဟာ၅နော်အဲ့ဒီ၄တုံညာ၅ဒါတကွက်ပေါ့နော်အဲ့တော့ဒီပရမတ်တကမှာပရိရှိလို့ထောက်တယ်ဒီသုံးလုံး၃ညဒီသုံးလုံး၆ဒီသုံးလုံး၄၃ညဆောင်လေးဆိုတဲ့ကဏ္ဍဒီ၃ပရိရဲ့ဆောင်ကိုထွက်တယ် ။ထွက်ပြေးတဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့ဒီကနေ့အထိနောက်တဲ့နှစ်ကိုအကွက်ရှိဖြစ်နေလိုက်ထွက်မဲ့အချိန်မှာဗရိတ်ကိုဗရိတ်ခွန်ဗရိတ်ကိုခွန်ကိုခွန်ပေါင်းချင်းငားလို့ဖြစ်တဲ့အချိန်မှာသူထွက်တယ်။ဒါပရမတကက်။အဲ့ဒီတော့ဒီ၃ခွက်ပေါင်းပြီဆိုတော့သူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာဗရိတ်ရှိလို့ပြန်ထွက်တယ်။သူ့ရဲ့နောက်တဲ့နှစ်မှာဗရိတ်ရှိလို့ပြန်ထွက်တယ်။ထွက်လိုက်တော့ဒီ၃လုံးပေါင်းချင်းဒီငားဒီ၃လုံးပေါင်းချင်းက6ဒီ၃လုံးပေါင်းချင်းက4နော်။9 6 4ဆိုတဲ့ကနေဒီနေ့တည်းမှာ9 6 4ဆိုတဲ့ကနေထွက်ဖို့တော့ဒီနေ့တည်းမှာဗရိတ်3ဆိုတဲ့ကနေဒီမှာလာကြမယ် ပရိတ်သုံးလို့ကြားပြန်တဲ့သူ့ရဲ့ဆောင်မှာ964ဆိုတဲ့ကဏ္ဍပတ်လေးထွက်တယ်။ထွက်ပြီးလာတဲ့သူ့ရဲ့မြင်းကုံမှာရှိတဲ့၃ညသုံးကုံဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်ကိုအကွက်ရွှေ့ဖြစ်နေလိုက်ကစားမှာကစားတော့မဲ့ချိန်မှာဒီပရိတ်ဒီ6ဒီပရိတ်က9ဒီပရိတ်က3ညနော်6 9 3ညပေါင်းရင်လည်း9လို့ဖြစ်တဲ့ချိန်ဒီကဏ္ဍဒီကိုတက်ရိုက်တာဒါဒုတိယအကက်အဲ့ဒီတော့တတိယအကက်မှာနော်ဒီပရိတ်ရှိလို့ကစားပြီးတော့ဒီလို9ဒီလို6ဒီလို4ဖြစ်ပြီးတဲ့နေသူ့ရဲ့နောက်တဲ့နှစ်မှာ ဲ့ထပ်ပြီးတော့ပရိရှိလူဒီမှာထပ်ကစားတယ်ပရိရှိလူထပ်ကစားပြီးရတယ်ဒီသုံးလုံးပေါင်းခြင်းက၄ဒီသုံးလုံးပေါင်းခြင်းက၃ညဒီသုံးလုံးပေါင်းခြင်းက၅၄၃ည၅ဆိုတဲ့ကညာဒီဒီနေ့ထဲမှာဒီမှာ၃ပရိလူဒီမှာထောက်တယ်ထောက်ပြီးတဲ့နေသူ့ရဲ့ဇောင်းမှာ၄၃ည၅ပတ်လေထွက်တယ်ထွက်ပြီးတဲ့နေသူ့ရဲ့မြင်းကုန်မှာရှိတဲ့၃ည၄တိဆိုတဲ့ကညာဒီသူ့ရဲ့နောက်တဲ့နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တော့မယ်ဆိုရင်ဒီပရိဒီ၃နော်ဒီပရိက၃ဒီပရိက9ဒီပရိက9၃ပြိတ်ခုပြိတ်၅ပြိတ်ပြိတ်၃ခုပေါင်းခြင်းရတယ်၅လို့လာကြိုက်တဲ့အတွက်ကိုနော် ဒီကုံညာလေးတိဆိုတဲ့ကနန်းကိုဒါဒီဘွဲမှာဦးနဲ့ကတိလင်းငါးကနန်းထွက်ပြီးသားကနန်းဝမ်းချင်းနဲ့ကစားချင်တာပေါ့နော်အဲ့တော့ဒါလေးကနည်းနည်းလေးဟိုပါပေါ့ရှုပ်တယ်လို့ထင်ရမယ်လို့ဒါလေးကကောင်းတယ်နော်ဒါအကွက်စန်းလေးပေါ့ကစားကွက်စန်းတယ်ပေါ့နော်ရှစ်ပရိတ်လို့တဲတယ်တဲပြီးတာနဲ့၃လုံးပေါင်းချင်း၃ည၃လုံးပေါင်းချင်း၆၃လုံးပေါင်းချင်း၄၃ည၆လေးဆိုတဲ့ကနန်းပတ်လေထွက်ဖို့အတွက်ကိုအဲ့ဒီနေ့ထဲမှာ၃ပရိတ်လို့ထောက်ပြီးတော့မှထွက်တယ်ထွက်ပြီးတော့သူ့ရဲ့မြင်းကုံကကနန်းဒီနောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တော့မဲ့အချိန်မှာ၉ပရိတ်၇ပရိတ်၉ပရိတ် ပရိသုံးကောင်ကြီးငါးလို့ချုပ်ပြီးတော့မှသူထွက်တယ်။ဒါပထမတက်ကအဲ့ဒီလိုပေါင်းပြီးတော့နောက်တစ်နှစ်မှလည်းဒီမှာပရိရှိလို့ပြန်ထောက်တယ်။ထောက်ပြီးတော့လည်းဒီသုံးလုံးပေါင်းကြီးကငါးဒီသုံးလုံးပေါင်းကြီးက6ဒီသုံးလုံးပေါင်းကြီးက4။ငါး6 4ဆိုတဲ့ကဏ္ဍပတ်လေထွက်ဖို့တော့ဒီနှစ်ထဲမှာ3ပရိလို့သူကထောက်တယ်။3ပရိလို့ထောက်ပြီးတော့မှငါး6 4ပတ်လေဒီမှာလာထွက်တယ်။ထွက်ပြီးတော့သူ့ဇောင်းမှာရှိတဲ့ဒီကဏ္ဍဒီနောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေကစားတော့မဲ့အချိန်မှာ6ပရိ9ပရိ3ညပရိ6 9 3ညပရိသုံးခုပေါင်းကြီးငါးလို့ထောက်တဲ့အချိန်မှာထွက်တယ်။ကောင်းပြီဒါဆိုရင် ဒီ3ခွက်ပေါင်းပြီးတယ်နောက်တစ်နှစ်မှလည်းဒီမှာဗရိတ်ရှိလို့ပြန်ထောက်တယ်ထောက်ပြီးတယ်ဒီ3လုံး4ဒီ3လုံး3ညဒီ3လုံး5 4 3ည5ဆိုတဲ့ကဏ္ဍပတ်လည်းထွက်ဖို့အတွက်ကိုအဲ့ဒီနေ့တည်းမှာဒီမှာ3ဗရိတ်ထောက်တယ်ထောက်ပြီးတော့မှ4 3ည5ပတ်လည်းထွက်တယ်ထွက်ပြီးတော့သူ့ရဲ့မြင်းကုန်မှာရှိတဲ့3ည4တစ်ဆိုတဲ့ကဏ္ဍဒီအခုဒီ2025ခုနှစ်ထဲမှာထွက်တော့မဲ့အချိန်မှာ3ဗရိတ်ရယ်နော်ဒီမှာရှိတဲ့3ဗရိတ်ရယ်ဒီမှာရှိတဲ့ခွန်ဗရိတ်ရယ်အခု3ည4တစ်က5ဗရိတ်ရယ်3ဗရိတ်ခွန်ဗရိတ်5ဗရိတ်3ခွန်5ပေါင်းခြင်းဒီ5လို့ဖြစ်တဲ့အတွက်ဒီညလေးမှာ ဒါ3ညာ4တဆိုတဲ့ခဏလေးကိုเนาะဒါဥနိုင်ကဒါထွက်ရှင်တာပေါ့လေเนาะဒါဥနိုင်ကတော့နေရာထိုင်ကိုအစင်ပြေတယ်လို့ရွေးပြီးတော့ထည့်ပြလိုက်တယ်ကြိုက်တဲ့မိတ်ဆွေတွေငါးပရိကိုကြိုက်တဲ့မိတ်ဆွေကအာထိုးလိုက်မကြိုက်တဲ့မိတ်ဆွေကဒီနေ့ထဲမှာတုံညာထေစီလုံးဝမထွက်သေးတဲ့အတွက်ကိုဒါဒီဘွဲမှာတုံညာထေစီနဲ့ ဦးနိုင်ကနေရာထိုင်လေးကိုထိုင်ပစ်လိုက်တယ်။နှစ်စရာဦးနိုင်ပြထားတယ်ပေါ့နော်။တင်ငါးခုအာမွေးကနန်းနဲ့၆တုံနှစ်နှစ်တင်မွေးဆိုပြီးတော့ဒီ site ထဲကနေပြခဲ့တယ်။ပြခဲ့တော့ဒီမှာသူတို့နဲ့လူရင်းပြောရင်ဒီသုံးလုံးငါဒီသုံးလုံးငါလို့ဖြစ်လို့သူ့ကြားမှာရှိတယ်ငါးတုံညာငါးဒီ။နော်ငါးတုံညာငါးဒီဒီနေ့ထဲမှာအဲ့ငါးတုံညာငါးဒီဒီမှာလာထွက်တယ်။နော်ဒီမှာလည်းအဲ့လိုပဲဒီသုံးလုံးငါဒီသုံးလုံးငါလို့ဖြစ်လို့ဒီမှာရှိတယ်တုံညာရှင်ငါးဒီအဲ့ဒီနေ့ထဲမှာလာထွက်တယ်။ဒီမှာလည်းဒီသုံးလုံးငါဒီလိုငါလို့ဖြစ်လို့ဒီမှာရှိတယ်တင်ငါးခုဆိုတဲ့ကဏ္ဍဒီ ဒါမွေးကနထွက်ရမယ်ဆိုပြီးတော့ပြောခဲ့တယ်။အဲဒီတင်ငါးခုနဲ့ပတ်သက်ပြီးတော့ဒီဒီယာပေါ့ဒီငါးထိပ်စီးလို့နှစ်ပိတ်မှာပေါ့နော်။နှစ်ပိတ်မှာဦးနဲ့တို့ဒီမှာငါးထိပ်စီးလို့ဒီမှာလာကြ။နှစ်ပိတ်မှာငါးထိပ်လို့ကြာ။ကြာတော့အဲငါးထိပ်လို့ကြာတဲ့နှစ်ထက်ကကနန်းတစ်ခွက်ပေါ့ဗျာ။ကနန်းတစ်ခွက်ကသူ့ရဲ့တစ်နှစ်ကျော်မှာဒါဒဲထွက်တယ်ပေါ့နော်။ဒါထွက်ခဲ့တယ်ပေါ့။အဲငါးထိပ်စီးလို့ကြားတဲ့နှစ်ထဲကဒီငါးနှစ်တုံညပေါ့ဗျာ။တနေ့ချပြီးဒီဘက်နှစ်မှာဒီမှာငါးနှစ်တုံညလို့သူဒက်ထွက်တယ် ်နော်အဲ့ဒီလိုပဲသူကငါထိပ်စီကြတိုင်းပေါ့နှစ်ပိတ်မှာငါထိပ်စီကြတိုင်းဒီမှာလည်းအဲ့လိုပဲပေါ့ဗျာကြော်လိုက်တယ်နော်ဒီမှာလည်းငါထိပ်လို့ကြတယ်ကြတော့အဲ့ဒီနှစ်ထဲကကဏန်းတစ်ခွက်ဒီနော်ဒီ3ခုခုပဲကြည့်လိုက်တော့3ခုခုက3ခုခုလို့ထဲကြတယ်ပေါ့ဗျာနော်အဲ့ဒီလိုပဲအခုဒီမှာငါထိပ်လို့ဒီမှာနှစ်ဦးမှာကြအနှစ်ပိတ်မှာကြတယ်ပေါ့ဗျာကြတော့အဲ့ဒီနှစ်ထဲမှာဒီမှာ6ငါတစ်ဆိုတဲ့ကဏန်းလည်းရှိတယ်နှစ်နှစ်စမှာနော်နှစ်စမှာငါတက်ကိုဆိုတဲ့ကဏ္ဍလည်းရှိတယ်အဲ့ဒါတော့ဒါဦးနိုင်ငါးဒီမှာကိုငါတက်လို့ပဲထည့်ပေးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေကြီး အဆင်ပြေတယ်လို့ထိုးလိုက်ပေါ့နော်နောက်တစ်ခုဦးနန်းတို့ဒီမှာဟောခွန်60ခွန်60ရလဲဦးနန်းတို့ဒီမှာဒါမွေးကနန်းလေးပေါ့နော်ခွန်60မွေးကနန်းလေးကိုဒီဘွဲမှာဦးနဲ့ကစားခြင်းနဲ့ဒါလေးကလည်းဒီလိုလေးပေါ့နော်လိုလေးကိုဒါဦးနဲ့ကစားပြမှာပေါ့နော်အဲတော့သူကဒီလိုလေးတော့ပြီးခဲ့တဲ့ဘွဲမှာဦးနဲ့က1တုံညာ5ဆိုတဲ့ကနန်းကိုပန်ဩကနန်းဖြစ်နေထုတ်တာဒီဒီလိုင်းကနေပြီးတော့ကွာပေါင်း6ကိုနော်လုံးဝကြိုက်တဲ့အတွက်ကိုကစားတယ်ကွာပေါင်း6ဝင်နေတဲ့အတွက်ခွန်60ထိုးရမှာပေါ့နော်ဒီတုံးလုံးပေါင်း5ပရိတ်5လို့ရိုက်တယ် တုံညာခါပရိနှစ်လို့သူထောက်တယ်တုံညာခါပရိနှစ်လို့ထောက်လိုက်တာ ਨੇ နော်အဲ့တော့ဒီသုံးလုံးကပရိ၅လို့ဖြစ်တဲ့အချိန်မှာဒီနှလုံးပေါင်း၄နဲ့၄နဲ့ပေါင်းရင်၈က၈လို့ပိတ်တယ်ပိတ်ပြီးတော့မှဒီသုံးလုံး၈၊ဝါ၈လို့ရိုက်တယ်နော်ဝါ၈လို့ရိုက်ပြီးတော့မှသူ့အောက်မှာထွက်မဲ့ကဏ္ဍဒီတုံညာခါပရိနှစ်လို့ရိုက်လို့တုံညာရဲ့နှက်ခွန်ထိတ်ခွန်ထိတ်လို့ရိုက်ပြီးတာ ਨੇ နောက်ပေါင်းရင်ရှစ်လို့ပြသတယ်နော်ဟုတ်ပြီဒီရှစ် ဒီသုံးလုံးရှိဘွားရှိနောက်ပေါင်းရှိတုံညာရဲ့နက်ကတ်ဒီခွန်ထိတ်နောက်ပထမကတ်ဒုတိယကတ်မှာဒီသုံးလုံးဟာငါပရိငါပရိငါလို့ရိုက်ပြီးတာနဲ့တုံညာခါပရိနှစ်အဲ့လိုရိုက်ပြီးတာနဲ့ဒီနှလုံးခွန်ခွန်ပိတ်ဒီသုံးလုံးခွန်ဘွားခွန်နောက်ပေါင်းခွန်လို့သူကရိုက်နော်ဟုတ်ပြီဒါဆိုရင်တတိယကတ်သုံးလုံးပေါင်းကပရိငါတုံညာခါနှစ်ပရိနော်အဲ့တော့ဒီနှလုံး6က6ပိတ်ဒီသုံးလုံးက6ဘွား6ဆိုပြီးတော့ဒါဦးနိုင်တစ်ထိတ်5ပိတ်ကို တစ်တုံညာ၅ဆိုပါဟောကဏ္ဍကစားခဲ့တယ်။ဒါကွာ၆မှန်တယ်။မှန်တော့ဒီနေရာမှာနောက်ပေါင်း၆လို့ကစားမှာနော်။အဲ့ဒီတော့ပထမအကတ်မှာကပထမအကတ်မှာရိုးရိုးလေးကြည့်ရင်ကတော့နှလုံး၈ရှစ်ပိတ်တယ်၃လုံး၈ကွာ၈နောက်ပေါင်း၈ဒီ၂နဲ့၆နဲ့၈တယ်။နှလုံးခုခုပိတ်တယ်၃လုံးခုကွာခုနောက်ပေါင်းခုဒီ၂၆ပြီးတော့၁၆ပေါ့နော်။အဲ့တော့ဒီမှာနှလုံး6 6ပိတ်တယ်3လုံး6 6လို့ဖြစ်တော့2 6နောက်တွဲ2 6နောက်တွဲ3 6နောက်တွဲဆိုပြီးတော့ အကြရအဲ့မှာသူကကညာတကွက်သေးပဲသူကပါလာတယ်ပါလာတော့တုံညရဲ့လက်ကခွန်းလို့ထိတ်စည်းထောက်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ဒီတုံနော်တုံညရဲ့လက်ကခွန်းလို့ထိတ်စည်းထောက်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ဒီတုံတုံညရဲ့လက်ကခွန်းလို့ပြစ်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ကတုံးဆိုတာ6ခါလုံးဝတုံညာ6တောင်မဟုတ်တော့6တုံညာလို့ဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်ဒီ site ကလေးတည်းကနေပြီးတော့ဒါဦးနိုင်က နော်ဒါ960ဆိုတဲ့ကဏ္ဍလေးဒဲတကွက်ကိုခုနကဒီမှာထည့်ပေးလိုက်တယ်960နဲ့ပတ်သက်ပြီးတော့နော်ဟိုပါပေါ့စနေစီပေါ့စနေစီတွေမှာဒါခုနပြထားတာရှိတယ်ဟိုမွေးကဏ္ဍ site ပေါ့နော်960တကွက်ပေါ့ပြထားတာရှိတယ်အဲ့လေးတွေကတော့ဒါခုနရဲ့ဟိုပါပေါ့ကြိုက်တဲ့မိတ်ဆွေတွေထည့်ထူလိုက်ပေါ့နော်သူကတော့အကျင့်ရင်မပါဘူးပေါ့ဒီမှာအကျင့်မပါဘူးဆိုဒီထဲမှာတန်းတန်းရှင်းနေရှိတယ်နေပြလိုက်ပေါ့ဒီကလေးတော့တန်းပါနော်သူကဘယ်လိုလာလဲဆိုတော့ဒီ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  ဒီရှစ်စွန်းတဲ့ကွနစ်ကနေလာတာဒီရှစ်စွန်းတဲ့ကွနစ်မှာသူကဒီမှာတုံးထိပ်စီကနန်းရှစ်စွန်းတဲ့ကွနစ်ကတုံးထိပ်စီကနန်းဒီနော်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ပေါ့ငါးစွန်းတဲ့ကွနစ်မှာသူကထွက်တာနော်ဒီရှစ်စွန်းတဲ့ကွနစ်ကတုံးထိပ်စီနဲ့ကနန်းဒီဒီငါးစွန်းတဲ့ကွနစ်ထဲမှာအဲ့တုံးချောက်လေးဆိုတဲ့ကနန်းဒီဒီမှာလာထွက်တာနော်တုံးထိပ်နဲ့ကနန်းထွက်တာဒီကဒုတိယကဒီရှစ်စွန်းတဲ့ကွနစ်ထဲကကနန်းကတုံးထိပ်ကနန်းပြီးတော့သူကလေးထိပ်စီနဲ့ကနန်း ်နော်ဒေဋ္ဌစီနဲ့ကဏ္ဍကဘာကဏ္ဍလဲဆိုတော့ဒီ၄၅တဆိုတဲ့ကဏ္ဍနော်အဲ့၄၅တဆိုတဲ့ကဏ္ဍဒီဒီ၅ဆွန်းတဲ့ခုနှစ်ထဲမှာအဲ့၄၅တဆိုတဲ့ကဏ္ဍဒီနော်ဒီမှာလာထွက်တာနော်ဒါဆိုရင်ဒီ၈ဆွန်းတဲ့ခုနှစ်က၃ထိပ်ပြီးပြီး၄ထိပ်ပြီး၅ထိပ်စီနဲ့ကဏ္ဍ၅၃ခုဆိုတဲ့ကဏ္ဍကနော်ဒီ၅ဆွန်းတဲ့ခုနှစ်ထဲမှာအဲ့၅၃ခုဆိုတဲ့ကဏ္ဍဒီမှာလာထွက်တာ၃၄၅ပြီးသွားပြီပေါ့နော်အဲ့တော့ကောင်းပြီဒါဆိုရင်ဒီ၈ဆွန်းတဲ့ခုနှစ်တွေက၆ထိပ်စီနဲ့ကဏ္ဍ၆ထိပ်စီနဲ့ကဏ္ဍကဦးနိုင်တို့ 6ထည့်စီနဲ့ကဏ္ဍက684เนาะ684 6ထည့်စီနဲ့ကဏ္ဍ684ဆိုတဲ့ကဏ္ဍဒီဒီ5ဆုံးတဲ့ခုနှစ်တည်းမှာ864လို့ထွက်တယ်3456 6ပေါ့เนาะဒါဆိုရင်ဒီ2018ခုနှစ်ထဲကခွန်ထည့်စီနဲ့ကဏ္ဍတကွက်တည်းရှိတယ်เนาะတစ်နှစ်လုံးမှာခွန်ထည့်စီနဲ့ကဏ္ဍဒီရွေးချယ်တယ်ရမရှိဘူးတကွက်တည်းပဲရှိတယ်အဲ့ဒီမှာမခွန်60ဆိုတဲ့ကဏ္ဍနော်လုံးဝခွန်ထည့်စီမရှိဘူးအဲ့ဒီခွန်60ဒီဒီ5ဆုံးတဲ့ခုနှစ်တည်းမှာထွက်ရမှာဆိုတော့ဒါအခုခုနိုင်ပြတာခွန်60တဲ့ပေါ့เนาะ 那离家多，这样也土嘞、啊，不呀？喏。